အားလုံးကိုဖျားခင်ရဲ့ကျေးဇူးကိုချီးမွမ်းပါတယ်လို့ပြောချင်ပါတယ်ဆိုတော့တကယ်လည်းဖျားရဲ့ကျေးဇူးတော်ပါပဲเนาะကျွန်တော်ဒီနေ့အသက်ရှင်နေထိုင်သွားလာနေရတဲ့အရာဖျားရဲ့ကျေးဇူးကိုချီးမွမ်းရဖြစ်ပါတယ်မင်္ဂလာပါလို့လည်းနှုတ်ခွန်းဆက်ပါတယ်ဒီနေ့ကျွန်တော်တို့ဒီကွာဆင်ခြင်ဖို့အတွက်ကတော့ဘာကာလွင်ပြင်ကိုကောင်းကြီးမူရင်နဲ့လွှမ်းခြင်းဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်တော်တို့ဒီကွာဆင်ခြင်ဖို့အတွက်ပေါ့နော်ဒါကတော့84ခုမြောက်သောစာလံပိုင်းငယ် ငါးအနေခုနှစ်ချိန်မှာဒီအကြောင်းအရာလေးပါတာပေါ့ငယ်ငါးမှာကိုရိုကိုအားပြုတော်သူသည်မင်္ဂလာရှိပါ၏ထို့သောသူတို့သည်လန်ခီးတော်တို့ကိုနှလုံးသွင်းတတ်ကြပါ၏ကိုရိုကိုအားပြုတော်သူဆိုတဲ့အခါမှာဩတဘောကအသက်ကြီးတဲ့သူတွေနော်ပြီးတော့မှတစ်ခါလေးကြားလို့ရှိရင် မတန်တဲ့သူတွေပေါ့နော်သူတို့တွေကအဲခုနလမ်းသွားတဲ့အခါမှာလူတရားရကိုသူကအားပြုရတယ်မဟုတ်လို့ရှိရင်လေအခုနပြောတောင်မွေးပေါ့ဒါမျိုးအားပြုရတယ်အဲခြေတော်မတန်တဲ့သူတွေပေါ့အဲတော့ပြီးတော့ဒီအဲတချို့အောက်ပိုင်းမတန်တဲ့သူတွေဆိုလို့ရှိရင်ဝီချဲပေါ့နော်ဝီချဲဒီဘိန်းနဲ့သွားတဲ့ဥစ္စာကိုအာလှဲလေးကိုသူအားပြုရတယ် အဲ့ဒါကသူလူချင်းတဲ့နေရသူလူချင်းတဲ့ခရီးကိုရောက်ဖို့အတွက်ဖြစ်ပါတယ်အားပြုတယ်နော်ဒါမျိုးပြောခြင်းတယ်ဆိုတော့ဒီမှာလည်းသူဒါကိုပြောပြကိုတော်ကိုအားပြုတော်သူသည်မင်္ဂလာရှိပါ၏ဘသူ့ကိုအားပြုရမလို့ဆိုဖယားကိုခက်တော့ခက်တယ်ဗျာဒီကိစ္စဘာလို့ဆိုမမြင်ရဘူးမဖယားကမမြင်ရဘူးသူကနန်ဝိညာဉ်ဖယားဖြစ်တယ် ဆိုတော့နာဝိညာဉ်ကျွန်တော်လည်းနာဝိညာဉ်အထဲမှာရှိတကယ်ကျွန်တော်ရဲ့လူအစ်စ်ဒီအထဲမှာရှိနေတဲ့နာဝိညာဉ်ဖြစ်တယ်ဆိုတော့တွေ့ရတယ်ပြီးတော့မှအဲ့နာဝိညာဉ်ကအဲ့ဒီနာဝိညာဉ်ဖျားဖန်ဆင်းရှင်ဖျားကိုဆက်သွယ်တဲ့အခါမှာ faith ဆိုရယုံကြည်ခြင်းနဲ့ဆက်သွယ်တာဟာအောကြရောကောင်းအဲ့ဒီယုံကြည်ခြင်းနဲ့တော့ ချိတ်ဆက်လိုက်ပြီးတော့မှအဲ့ဒီမြင်ရတဲ့ဖះကိုနဝဉ္ဉင်ဖះကိုဘာလုပ်လိုက်လဲဆိုလို့ရှိရင်သူကအာပြုတ်လိုက်တယ်ခီခူလိုက်တာကိုးစားလိုက်တာယုံကြည်တက်ဝင်လိုက်တာဆိုတာအရေးကြီးဆိုတော့အဲ့လိုဖះကိုလေအာကိုးတဲ့သူတွေအတွက်အာပြုတ်တဲ့သူတွေအတွက်ကဘာဖြစ်လဲဆိုလို့ရှိရင်မင်္ဂလာရှိတယ် ါဒါကဘသူရှိမှာပဲမင်္ဂလာသွားရှိတာလဲဆိုတော့ဖះရှိမှာပဲမင်္ဂလာရှိတယ်ဆိုတော့ဒီခါလေးကြလို့ရှိရင်ကျွန်တော်တို့ဒါကအခုနပြောတဲ့ယုံကြည်သူတွေပေါ့နော်ဖះကိုယုံကြည်တတ်ဝင်တဲ့သူတွေကဒါအချင်းချင်းတော့နားလေတယ်ဆိုတော့ဒါဖះကိုယုံကြည်တတ်ဝင်ခြင်းမရှိတဲ့သူကတော့တော့နားလေနိုင်ဖို့အတွက်ခက်ခဲတယ်ပြီးတော့အဲ့လိုလူမျိုးတွေကလည်းဘာပြောမလဲဆိုလို့ရှိရင် အဲ့ဒီကောင်လေးကွာတခုခုဆိုလို့ရှိရင်ဒါသူတို့ဖီးယားပဲအားကိုးနေတာပဲကိုယ့်ကိုလှုပ်ပါလားကိုယ့်ကိုကြိုးစားပါလားအဲအဲ့ဒါလေအဲသူတို့ဘက်ကပြောတဲ့ဒီပိုင်းကလည်းမှန်မြန်တယ်ဒါပေမဲ့ကျွန်တော်တို့သတိထားရတယ်အခုကကျွန်တော်တို့ကပြင်းနေသူတွေတော့မဖြစ်ရဘူးဖီးယားကိုအားကိုးတယ်လို့ပြောတဲ့အချိန်မှာကျွန်တော်တို့ရဲ့ယုံကြည်တုံ့ဝင်လိုက်တဲ့အရာကကျွန်တော်တို့ဖီးယားသခင်လူတယောက်ရဲ့ဖြစ်ချင်းမှာ ကျူးစာအထုတ်ရမယ့်အပိုင်းမှာရော့ရေးသွားဖို့အတွက်ကိုပြောတာမဟုတ်လှုပ်ဆောင်ရမယ့်ကဏ္ဍကိုတော့ကျွန်တော်လှုပ်ဆောင်ပြီးမှဖះအောင်အားကိုးတဲ့အပိုင်းမှာလဲကျွန်တော်အတွင်းထဲမှာပြက်ပြက်သားသားနဲ့လုံးဝအကျွေးမဲ့ယုံကြည်အားကိုးခြင်းနဲ့တွာလာဖို့လိုတယ်ဆိုတာတွေ့ရတယ်ဒါအဲခရိယန်တွေထဲမှာလဲခုနပြောတဲ့တကယ်ယုံကြည်တက်ဝင်နေသူနဲ့ယုံကြည်ဘာသာရေးဗန်းပြဘာသာရေးဗန်းပြအသက်ရှင်နေသူပေါ့နော် ဆိုအပေါ်ရန်လေးရှက်သွားတဲ့သူငယ်လည်းမတူရအောင်ပြယုံကြည်မှုမိုင်းမှာကွာသွားတယ်နော်ဒီခါလေးကြတော့လေမျက်ကန်းယုံကြည်ခြင်းဆိုတာလေရှိပြန်အဘာဘာဘာမှဟိုဒီကျန်းစာဘုရားခင်ဖော်ပြချက်အလူကောင်နားမလေပဲနဲ့ तू ကသူ့ရဲ့စိတ်အထင်နဲ့အကုန်လုံးကိုဘာလို့တော့လဲဆိုလို့ရှိရင်အဒီလူဖြစ်ရမယ်ဒီလူဖြစ်ရမယ်ဆိုပြီးတော့မှ तू ကဒါယုံနေယုံနေဆိုတော့ယုံကြည်ခြင်းနဲ့လေပြောပြန်ရင်အကူမိပြန်နေဆိုတော့ အဲ့ဒါကြတော့လေမဟုတ်ပြန်ဘူးဗျကျွန်တော်တို့ယုံကြည်ခြင်းကအထောက်အထားရှိတယ်ဘေးပေါ်မှာခြေခံလဲဆိုလို့ရှိရင်ကျန်းစာတွေကနှုတ်ကပတ်တော်ရဲ့ပေါ်ပြချက်အပေါ်မှာကျွန်တော်တို့အခြေခံပြီးသွားတာဒါကြောင့်ကျန်းစာဖတ်ဖို့တော့လိုတယ်ကျန်းစာကိုတိချပိုင်းခြားနားလေဖို့တော့လိုတယ်အဲ့ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ယုံကြည်ခြင်းကလေမျက်ကန်းယုံကြည်ခြင်းဖြစ်လိမ့်မယ်ဒါကြောင့်ခုနပြောတဲ့တက်ဝင်ယုံကြည်ခြင်းမရှိတဲ့သူတွေနဲ့ အပေါ်ရင်ခရိယံတွေကျွန်တော်တို့စော်ကားပြီးပြောနေတာလေတချို့အပိုင်းတွေကကြတော့မှန်နေတဲ့အပိုင်းရှိတယ်ဆိုတာကိုနားလည်ဖို့လိုတယ်။ဒါပေမဲ့သင်တဲ့ကျွန်တော်ကတော့အိတ်ထဲမှာပါစရာကြောင်းမရှိဘူး။ဘာကြောင့်လဲကျွန်တော်တို့ကဖះရကိုတကယ်ယုံကြည်သက်ဝင်တဲ့သူတွေဖြစ်တယ်။ဒါကြောင့်ကျွန်တော်တွေ့ရတာ။အဲ့လိုလူတွေကတဲ့ထို့သောသောသူတို့ဒီလန်ခီတော်တို့ကိုနှလုံးသွင်းတတ်ကြပါ၏။ဆိုတော့ အဲ့ဒါမှပါလာပြီအဲ့လိုဖះကိုယုံကြည်သက်ဝင်တဲ့သူတွေကလမ်းခရီးတော်ဆိုတာဆိုတော့ကျမ်းစာထဲမှာဒေါ်ဒေါ်ဒေါ်လို့သုံးလို့ရှိရင်ဒါဘုရားနဲ့ပတ်သက်တဲ့ဥစ္စာလမ်းခရီးတော်ဆိုဖះကဖောက်တဲ့လမ်းဖះကပြတဲ့လမ်းဒါကြောင့်သူကလမ်းခရီးတော်အခုနဖះကိုအားကိုးတယ်ဖះကိုအားပြုတ်စရာ နဲ့အသက်ရှင်ပြီးသွားတဲ့သူကမင်္ဂလာရှိတယ်လို့အဲ့လိုလူမျိုးတွေကလည်းဖရားရဲ့လမ်းတော်ကိုမလုပ်လဲဆိုလို့ရှိရင်နှလုံးသွင်းတတ်ကြတယ်။ဆိုတော့အထဲမှာအမျက်စွေးနေတာအဲ့ဒါဘယ်တော့မှမမတော့အခုနကျွန်တော်ပြောခြင်းနဲ့ယုံနေလို့ပြောတဲ့အခါမှာဒီကျန်းစာနဲ့သူကလွဲပြီးတော့မှယုံတာမဟုတ်ဘူး။မိမိရဲ့တက်မဲ့ခြင်းနောက်ကိုလိုက်ပြီးတော့မှယုံနေတာမဟုတ်ဘူး။ဒီကျန်းစာရဲ့ဖော်ပြချက်နောက်ကို လိုက်ပြီးတော့မှယုံနေဆိုတာတွေ့ရတယ်ဆိုတော့ကျွန်တော်ဆက်ကြည့်တဲ့အခါမှာခဲငယ်6ကိုရောက်လာတော့သူတို့ဒီဘာကာလွင်ပြင်နဲ့ရှောက်သွားစဉ်ထိုလွင်ပြင်ကိုစမ်းရထွက်ရရဲ့ဖြစ်စီကြပါ၏အဲ့ဒါဒီတော့မဖြစ်နိုင်တဲ့အချိန်ကြီးပြဘာကာလွင်ပြင်ဆိုတာငိုကြွေးခြင်းလို့အဓိပ္ပာယ်ရတယ်တဲ့ဟေပြေလို့မှာ ဆိုတော့ဟိုကျွေးချင်းဆိုတာတဘောကဝနေ့စရာကောင်းတယ်ခက်ခဲတယ်ကက်ဆူးကြီးရှိနိုင်တယ်ကြမ်းတမ်းမှုတွေရှိတယ်အဲ့ဒီလိုအခြေအနေမျိုးတွေကြားထဲမှာပြီးတော့နောက်တစ်ခုကကျတော့အာဒီ commentary တွေမှာပေါ်ပြတဲ့အရာတစ်ခုကကျတော့ဗာလဲဆိုလို့ရှိရင်သူဂျေရုရှလင်မှာပဲဖျားရှိတာနော်ဂျေရုရှလင်မှာသွားပြီးတော့မှဟိုဗိမာန်တော်မှာဖျားချင်းမှုတနေရမှာ ွားပြီးတော့မှတွားတဲ့အခါအဲ့ဒီလမ်းမှာအဲ့ဒီဂျက်ဝမ်တစ်ခုရှိတယ်။ဆိုတော့အဲ့ဒီဂျက်ဝမ်ကဘာဖြစ်လဲဆိုလို့ရှိရင်တအေးဒီပဲရှိတယ်။ကဏ္ဍရလုံးနည်းနည်းဖြစ်နေတယ်။ရည်ရှိဖို့ဘလို့မှမဖြစ်နိုင်ဘူး။အဲ့ဒီလမ်းတွားရင်းနေတောင်မှတည်သွားနိုင်တယ်။ဘာကြောင့်လဲ။ရည်နဲ့ပြီးတော့ဒီ aeration ဖြစ်ပြီးတော့မှတည်သွားနိုင်တယ်။ဆိုအဲ့လိုမျိုးလွင့်ခြင်းမျိုးကိုသူကပြောတာ။စင်စားထားတာတကယ်တော့ဆိုတော့ဒါပေမဲ့ အခုနလို့ဖះကိုအာပြုတ်ပြီးသွားတဲ့သူဖះရဲ့လမ်းကိုပဲနှလုံးသွင်းပြီးတော့မှသွားတဲ့သူတွေကအဲ့ဒီလိုဘာကာလွင်ပြင်မျိုးမှာစိုင်းရီတွေထွက်စီသွားမှာဟာအိုးဘုကောင်းနေတော့ဆိုဘလို့မှဖြစ်နိုင်တဲ့သေးခံရမှာသူစိုင်းရီပွက်သွားမယ်ဆိုတဲ့ပုံစံမျိုးသူကပြောပြထားတယ်အဒါကတကယ်တကယ်ဆိုတော့နောက်ထပ်ပြောတဲ့အခါမှာအရင်မိုးရည်တည် မင်္ဂလာများနဲ့လွှမ်းစေပါ၏။ဘာနဲ့သွားတူလဲဆိုလို့ရှိရင်အဲ့ဒီလိုသွားတဲ့သူဖယားကမိုးရီဆိုကောင်းကြီးပေးတဲ့အခါမှာအကုန်လုံးဘာဖြစ်သွားလဲဆိုလို့ရှိရင်မိုးရီနဲ့တော့ဘာဖြစ်သွားလဲဆိုတော့လွှမ်းမိုးသွားတယ်။ဂျန်တဲ့သူတွေအတွက်မှာကောင်းကြီးဖြစ်သွားတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်။ကျောင်းနေနေလေးဟိုတဖရရဲ့လမ်းတော်လို့ကျွန်တော်ပြန်ပြီးစဉ်းစားဆင်ခြင်ကြည့်ရခဲ့ ကျွန်တော်တို့သိပြီးသားအကြောင်းအရာတွေရပဲနည်းနည်းလေးပြန်ပြီးဆင်ခြင်ဖို့ပေါ့နော်ဆိုဣတိလလူမျိုးတွေဒါနမိတ်လက္ခဏာ၁၀မျိုးနဲ့ဖခင်ကမောရှိအပြင်ပြပြီးတော့မှအေဂုတုပြရနေထွက်လာပြီထွက်လာတဲ့အခါမှာလိုင်း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 နဲ့ပင်လယ်ကမ်းကြီးတစ်ခုမှာတော့မဖြစ်သွားလဲဆိုလို့ရှိရင်ရက်သွားရက်သွားတဲ့အချိန်မှာ ဖားရောရှင်ဘီရင်စိတ်စကူပြီးတော့မှသူတို့ပြန်လာပြီးတတ်မှာအိမ်မှာဓာရီလန့်နေလက်နဲ့တင်နေစစ်သားတွေလိုက်လာလူရဲ့အုံနောက်နဲ့စဉ်းစားကြည့်ဘလို့မှဖြစ်နိုင်တော့တဲ့အခြေအနေဆိုတော့အဲ့ဒီအခြေအနေတွေကနေမှအဲ့ချိန်မှာမိုးရှိကဖျားဝေတော့လမ်းပြောတာဖျားတဲ့ခင်ကျွန်တော်မလုပ်ရမလဲအဲ့ဒီအချိန်မှာအုံနောက်နဲ့သွားတယ် တကယ်တော့အတွေ့အကြုံအများကြီးရှိခဲ့တဲ့ဣတီလာလူမျိုးတွေဟာဘုရားကိုပြစ်တင်တယ်။မောရှေကိုပြစ်တင်တယ်ဆိုတော့တွေ့ရတယ်။အဲ့ဒါအဲ့ဒါဘာကလွေမြင်ပဲ။ကျွန်တော်တို့အခက်ခဲတွေဒုက္ခတွေရင်ဆိုင်နေရတဲ့အချိန်အရှိကိုလည်းဆက်သွားလို့မရအနောက်ကိုလည်းဆုံးလို့မရတော့တဲ့အခြေအနေမျိုးတွေဒါဘာကလွေမြင်လို့ခေါ်တယ်။ဆိုတော့အဲ့ဒီအခြေအနေမျိုးမှာကျွန်တော်ဘာလုပ်ကြမှာလဲ။ တော့အဲ့ဒီအခြေအနေမျိုးရောက်တာတောင်မှတချို့ကခုနပြောလို့ဖယောင်းပစ်တင်နေသေးရဲ့ဆိုလို့ရှင်တော့ဟလာအဲ့ဒီသူရဝိညာဉ်ရဲ့အခြေအနေကတော့တော်တော်လေးကြောက်စရာကောင်းတဲ့အခြေအနေဖြစ်နေပြီသတိထားရမယ်ဆိုတော့မောရှီကတော့သူသိဘာလို့မှန်းလဲသူမသိဘူးသူမအိုင်ဒီယာမရှိဘူးဆိုတော့ဒီကိစ္စမျိုးသူတစ်ခေါက်မှမဖြေရှင်းဘူးဒါပေမဲ့ဖယားရှိရဲ့ဖယားရှိရဲ့ဆိုတော့ဖယားကိုပြောတဲ့အခါမှာအဲ့ဒီဘာကလွင်ပြေမှာ ဖြစ်နေတဲ့အချိန်မှာစမ်းရည်တွေပြမင်းလက်ထဲမှာမရှိလေတောင်မွေးရှိတယ်ဆိုတော့အဲတောင်မွေးနဲ့ပင်လေးကိုရိုက်လိုက်တဲ့အခါမှာဒါသူတို့ကေတင်ရာအကြောင်းလွတ်မြောက်ရာအကြောင်းသူတို့ထွက်မြောက်ရာအကြောင်း DBN ရေပြဿနာဒုက္ခကြီးတွေကမျိုးလွတ်မြောက်ဖို့အတွက်ဘုရားခင်မာစားလိုက်တဲ့အရာဖြစ်တယ်ဆိုတာတွေ့ရတယ်ဆိုတော့အဲ့ဒါက ျွန်တော်တို့ကပ္ပသမိုင်းမှာလည်းရှိခဲ့တယ်။ဣတီလလူမျိုးတွေရဲ့သမိုင်းကြောင်းတွေမှာဆိုလို့ရှိရင်ဒါတကယ်ခံခံနာနာရှိနေတယ်။ဖျားရဲ့လမ်းဒါကြောင့်အရှိပိုင်းမှာပြောတာဖျားရဲ့လမ်းတော်တို့နှလုံးသွေးမှုလို့ရတယ်။ဒါကြောင့်ကျွန်တော်ခုနပြောသွားတဲ့ဥစားနှုတ်ကပတ်တော်ထဲမှာဖော်ပြထားတဲ့အရာတွေကိုကျွန်တော်မလုပ်လို့မရဘူးလေဆိုလို့ရှိရင်ပယ်လို့မရဘူး ဘုရားသခင်ပြုတ်တဲ့အရာတွေကဒါမျိုးဒါမျိုးရှိတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်။နောက်တစ်ခါအဲ့ဒီကျမ်းစာထဲမှာပေါ်ပြထားတဲ့အရာဘုရားကအဲ့လိုသဘောတဘာဝရှိတယ်ဆိုတော့ပြောပြတယ်။ပြီးတော့ကျွန်တော်တို့အူးချင်းစီတိုင်းကိုလေဘုရားကဒီတမာကျမ်းစာအဖြစ်စကားပြောတယ်။တွန်တင်နေနေ့စဉ်အသက်တာထဲမှာစကားပြောနေတယ်ဆိုတော့တွေ့ရတယ်။ဒါကြောင့်ကျွန်တော်နေ့စဉ်အသက်တာထဲမှာနှုတ်ဘက်တော်တမာကျမ်းစာကို ကိုယ်တိုင်ခံယူဖတ်ရှုဖို့လိုတယ်။အဲ့ကမှာဘုရားသခင်ကျွန်တော်တို့နေ့စဉ်အသက်တာထဲမှာလမ်းပြချက်တွေကိုသွန်သင်လာပါလိမ့်မယ်။ဆောရာရေးကြည့်ရေကျွန်တော်တို့အဖြစ်ပြက်တခုကျွန်တော်တို့ဟိုထပ်ပြီးဆင်ခြင်မိတယ်။ရှမာရီပေါ့နော်ရှမာရီမြို့မှာလာပြီးတော့မှဒါအီလီရှေခင်မှာရှူမီစစ်တပ်တွေကလာပြီးတော့မှဘာလုပ်လဲဆိုလို့ရှင်လာဝိုင်းတာ ဆိုတော့စစ်တပ်ကလာဝိုင်းထားတဲ့အခါမှာဣတိလလူမျိုးတွေအကုန်လုံးကဒီဆင်ရွယ်ပေါ့ဣတိလဆင်ရွယ်ဘာဘာတွေဖြစ်ကုန်လဲဆိုတော့နှက်ပြက်ကုန်ပြီဆိုတော့ဘလောက်တော့ချီနေစူးသွားလဲဆိုလို့ရှိရင်သူ့သားကိုစားကိုသားသူစားပုံစံမျိုးတွေဖြစ်ကုန်ဟာအဲ့မှာပြဿနာကြီးတဲ့သူသူပြေးရမယ်လေကြပြန်မပြီးတော့ပြဿနာကြီးတဲ့ရှင်မြင်ခင်ဗျအရင်စိတ်ညစ်ပြဿနာကြီးတက်နေရတဲ့အခြေအနေမျိုးတွေဖြစ်ကုန်နေဆိုတာတွေ့ရတယ်အဲ့ဒီမှာဖျားကလොမြောက်ရလန်းကို အီလိရှေကိုပြောတယ်အီလိရှေကိုပြောပြီးတော့မှထားရတယ်ဆိုအဲ့ဒီချိန်မှာတကယ်တော့လုံးဝမဖြစ်နိုင်တဲ့အချိန်တွေပဲဒါကြောင့်ရှင်ဘရင်ရဲ့အမတ်ကဟားတိုက်တယ်ဘလို့မှမဖြစ်နိုင်တဲ့အချိန်တွေအဲ့ဒါပါကဘုန်းကြီးမင်းပဲဒါပေမဲ့ဖယားသခင်မတတ်နိုင်တဲ့မှုမရှိဘူးဆိုတဲ့အခါမှာဖယားသည်ယန္တူကိုသူ့နီးသူ့ဟန်နဲ့ဖြည့်ရှင်းပေးလိုက်တော့ မင်းနဲ့မိုးလင်းတဲ့အခါမှာရန်သူတွေသူကနေသူတိုက်ပြီးတော့မှတရားမှမရှိတော့ကွယ်ကွယ်ပြည့်ပြည့်နဲ့ထွက်ပြေးကြတယ်ဆိုတော့ဒါကျွန်တော်အတူချုံပြောပြတာဆိုအဲ့ချိန်မှာယူယူလူတွေတောင်းမှငက်ပြက်နေတာဆိုဘသူတွေပူဆိုးသွားလဲဆိုတော့အဲ့ဒီခေတ်အခါတော့ကနူရဲသူဆိုတာမြို့ပြင်ထုတ်ထားတာရွာပြင်ထုတ်ထားတာဣတိလရာဇဝင်ဣတိလဒီဥပဒေရာဆိုရှင်သူကကျန်တဲ့သူတွေနေမနေနေလို့မရဘူး အတူတူနေလို့မရဘူးဆောအဲ့ခါမှာသူတို့လည်းတော်တော်ငတ်နေပြီအဲ့ချိန်ကျတော့သူတို့ဘယ်လိုစဉ်းစားလဲဆိုတော့ငါတို့တိုက်ပြည်မှာငတ်နေပြီငါတို့ရန်သူစီမှာတော့တောင်းမယ်အကယ်၍တောင်းလို့သူတို့ကြွေးလို့ရှင်လေစားမယ်အသက်ဆက်ရှင်မယ်မကြွေးဘူးဆိုလို့ရှင်တော့လေပြီးရင်လည်းငတ်ပြီးသေမယ့်အတူတူတော့မထူးတော့ပါဘူးငါတို့သူ့ကိုသွားပြီးတော့မှ ဲ့ဒီမှာပဲအသေးခံလိုက်ကြမယ်ဆိုပြီးတော့သွားတဲ့အခါမှာအဲ့ဩစရာပဲတက်ထဲမှာတယောက်မှမရှိတော့ဘူးကျွန်တော်တို့စားစရာတွေစားယူစရာတွေယူပြီးတော့သူတို့ဘာလုပ်ကြလဲဆိုလို့ရှိရင်သူတို့ငါတို့ဒီဇိုင်းတော့မထားဘူးဒါရန်ဝန်တာစရာကောင်းတဲ့တည်င်းဖြစ်တယ်ငါတို့တိုင်းပြူတော့ပြန်ပြောမယ်ဆိုပြီးမှာတော့တိုင်းပြူပြန်လာပြီးတော့မှာပြောတဲ့အခါမှာတဖျားသခင်ကျူပြောတာတဲ့အရာဖြစ်တယ်ဆိုတော့တွေ့ရတယ် ဆိုဘာကလွင်ပြင်းမေးတာအရင်ခက်ခဲနေတဲ့ချိန်မှာဖျားသခင်ကလမ်းရှိဖျားမှာပြင်ဆင်ထားရရရှိတယ်။ဒါကြောင့်ကျွန်တော်တို့ခက်ခဲတွေဒုက္ခတွေပြဿနာတွေအများကြီးရှိမယ်။အဲ့ဒီဒုက္ခခက်ခဲပြဿနာတွေမှာကျွန်တော်တို့ကဖျားကိုပဲမလုပ်ရမှာဆိုလို့ရှိရင်အာပြုရဖျားသခင်ပြင်ဆင်တဲ့နှုတ်ကပတ်တော်တွေကလမ်းတွေကိုကျွန်တော်နှလုံးသွင်းထားဖို့ ဘုရားသခင်ရဲ့အလေးလာပါလေဆိုတော့ကျွန်တော်တို့အမြဲတမ်းနှလုံးသွင်းထားဖို့လိုရဲဆိုတာတွေ့ရပါတယ်။အဲ့ဒီခါမှာကျွန်တော်တို့တက်တာတွေမှာပါချစ်လာမလဲဆိုလို့ရှိရင်ခုနဘာကာလွင်ပြင်ဆိုတဲ့အရာကိုကောင်းကြီးမင်္ဂလာမုန်းနဲ့ရွှမ်းမိုးစီတဲ့ဘုရားရဲ့ဘုံတော်မြင်လာရဖို့ရှိတယ်။ဒါကြောင့်ကျွန်တော်တို့တက်တာတွေမှာဘုရားကိုအားပြုပြီးတော့မှဘုရားပြုတဲ့လမ်းတွေကိုနှုတ်ကပတ်တော်အဖြစ် နှလုံးသွင်းခြင်းအပြင်ကျွန်တော်တို့ရဲ့ခက်ခဲဒုက္ခပြဿနာတွေကိုဘုရားသခင်ရဲ့ကူညီမဆာခြင်းကောင်းခြင်းမင်္ဂလာနဲ့ပြည့်စည်တဲ့တတဖြစ်လာဖို့အတွက်ကျွန်တော်ဒီနေ့တတကိုပြင်ဆင်ဖို့အတွက်ဖြစ်ပါတယ်လို့အားလုံးကိုဝေငါပါတယ်အားလုံးပေါ်မှာဘုရားသခင်တာယူကောင်းခြင်းပေးပါစေ။